မင်းကကျတော့ဇက်ကားတစ်ခုဇက်ကောင်တွေကိုရေးတဲ့အချိန်တိုင်း personal feeling ကိုသိခဲ့တာမရှိဘူး။အကိုဆိုရင်တော့မလုံလောက်ဘူးထင်တယ်။အကိုဆိုရင်တော့ဒါမျိုးပုံစံကလုံမှာမဟုတ်ဘူးဆိုရင်အဲ့ဒါအဲ့ဇက်လမ်းရဲ့ပုံစံရဲ့အဲ့ character ကိုတက်စာဖောက်မိတယ်လို့မျိုးတွေဖြစ်ဖြစ်တယ်ပေါ့နော်။ ါ personal feeling ကိုလုံးဝဖြုတ်ပြီးတဲ့အချိန်ကျတော့ဒီကားရဲက character အတိုင်းကိုပဲမေးရေးခဲ့တယ်ဒီ character တွေဟာတကယ်ကိုနှလုံးသားရဲ့ဖန်တီးထားတဲ့ character တွေနဲ့တရားရဂိုင်းလုံးထပ်တူကြနေတာမို့လို့ပရိသတ်ကလာကြည့်လို့ရှိရင်လည်းတရားရဂိုင်းလုံးစိတ်ကျင်တဲ့မှုပြေဝရှိမယ်လို့ address ပါ ဝါသနာပါတဲ့အလုပ်ကိုဖန်တီးနေတဲ့သူတွေဖြစ်တဲ့အတွက်ပေါ့နော်ဒီဘက်ကအမှုပညာရှင်တွေအကွဲစီနေရာတွေကဟိုကိုယ်ကိုတိတယ်လို့ပြောရင်တောင်မှမေတို့ရဲ့ခံစားရတဲ့ PDF ဆိုရင်အော်ကြည့်ဘူးလားလားမြင်ဘူးလားလားဆိုရဲခံစားချက်ကဘာနဲ့မှနိုင်ရှင်လို့မရဘူးပေါ့အဲ့ဒါပြင်မှာမှကိုတကယ်သဘောကျတဲ့ idol တွေဖြစ်တဲ့အတွက်ကိုပြောပါရဲ့လို့အာဒီနေ့ကဝယ်ပေးတာကတော့အိမ်နံပါတ်ကာကြီးနေတော်ကိုဆိုရဲမေတို့ စကားပေါ့နော်စကားအတွက်ကရော့ဝဲပေးရပါဘူးကာရိုက်တာရတော့မီထင်တာပေါ့နော်မီထင်တာတော့ကိုကြီးအတွက်ဆိုလို့ရှိရင်လည်းမေရာအရင်ကအပေးခဲ့မင်းသားတွေဖြစ်တဲ့အတွက်ပေါ့ကိုကြီးအတွက်ဆိုရင်လည်းတမှုထူးခြားတဲ့ကာရိုက်တာအသက်ဆန်းတစ်ခုကိုမြင်ရမှာဖြစ်တယ်လို့ကိုကြီးအတွက်ဆိုလို့ရှိရင်လည်း ထူးဆန်းတဲ့ character တစ်ခုကိုမြင်ရမှာဖြစ်တယ်။နှစ်ယောက်စလုံးအတွက်ကတော့အဲဒီကားကအဲ့လိုပေါ့ character အစ်စ်တစ်ခုကိုပြည့်စက်တွေကိုချပြနိုင်မဲ့ဇာတ်ကားလို့ပြောရှင်းပါတယ်။ဟုတ်တွဲကြမှာပါ။ဇာတ်ကားလို့ဟုတ်တယ်ဟုတ်ဟုတ်ဟုတ်။ဟိုမှာဆုံးတာပါ။၃ယောက်လုံးကတော့မင်းနဲ့ကတော့ခုမှဆုံးတာ တော်နှစ်ယောက်လုံးပဲเนาะဟုတ်တယ်ဒီနေ့တော့ကျွန်တော်ချင်းပုံမှန်ကျော်ပါဆုံးပါကျော်ပါဆုံးလာလဲเนาะတခန်းမှတော့မဆုံးပါဘူးတူတူကော်ဖီတောက်တဲ့အခါအဲတူတူကော်ဖီတောက်တခန်းလေးအဲ့တခန်းပဲဆုံးလာအဲ့တခန်းပဲတော့မြတ်ဆုံးမဆုံးမနဲ့မဆုံးမနဲ့ခင်ပါဒီကားမှလည်းဒီကားမှလည်းဒီကားမှဒီကားမှလည်းမဆုံးဘူးဘယ်လိုပါလဲ ပြီးတော့ဖန်နီးမယ်ဆိုတော့ကမေစဉ်းစားတာကတော့ဗောနော်ဟိုအမေကကျတော့ဇက်ကားတစ်ခုဇက်ကောင်တွေကိုရေးတဲ့အချိန်ကျရင် personal feeling ကိုတိတ်ထက်တာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဥမာဒီ character ကိုအကိုမျက်နှာကိုမြင်ပြီးရေးရတာမျိုးဒီ character ကိုအကိုမျက်နှာမြင်ပြီးရေးရတာမျိုးဆိုလို့ရှိရင်ကျတော့အဲ့လိုပေါ့အကိုအတွက်ဆိုရင်ဒါကလုံးလုံးပါမလားအဲဒီလိုမျိုးဆိုရင်အကိုကတရုပ်ဆောင်ကျင်းပါမလားကြိုက်ပါမလားဆိုရဲခံစားချက်တွေဝင်လာတဲ့အချိန်ကျရင်ကိုသွားချင်တဲ့ကိုပေးချင်တဲ့နေရာ target တစ်ခုအထိကိုမရေးရတော့ဘူးပေါ့နော်အကိုဆိုရင်တော့ မလုံလောက်ဘူးထင်တယ်အကုန်ဆိုရင်တော့ဒါမျိုးပုံစံကလုံမှာမဟုတ်ဘူးဆိုရင်အဲ့ဒါ အဲ့ဇက်လန်ရဲ့ပုံစံရဲ့အက်ကရိုက်တာကိုတက်စာဖောက်မိတယ်လို့မျိုးတွေဖြစ်ဖြစ်တယ်ပေါ့နော်ဆိုတော့မေကရိုက်တာဖန်တီးတဲ့အချိန်ဆိုရင်လုံးဝ personal feeling ကိုလုံးဝဖြုတ်ပြီးတဲ့အချိန်ကြတော့ဒီကားရဲကကရိုက်တာအတိုင်းကိုပဲမေရေးခဲ့တယ်ရေးပြီးတဲ့အချိန်မှာမှဒီအကူရို့ကိုရွေးချယ်ပေးတဲ့အတွက်လည်း producer ကိုအရင်ကျေးဇူးတင်တယ်ဘာဖြစ်လဲဆိုတော့ဒီကရိုက်တာတွေဟာတကယ်ကိုနှလုံးသားထဲကဖန်တီးထားတဲ့ကရိုက်တာတွေနဲ့တရားရဂိုင်းနှုတ်ထပ်တူကြနေရမလို့ပြိတ္တကလာကြည့်လို့ရှိရင်လည်းတရားရဂိုင်းနှုတ်ဆက်ကျင်တဲ့မှုပြေးဝရှိမယ်လို့ပြောချင်ပါတယ် โปรโมชั่นမလုံးနိုင်လောက်တဲ့ character တွေဖြစ်တယ်အကိုအတွက်ဆိုရင်ဟိုတစ်ခါအကိုလို့ပြောလိုက်တဲ့အချိန်မှာလေအဲ ဟောငါဘာပြင်ကောင်းမလဲဆိုပြီးတော့တွေးရလောက်တဲ့စဉ်နေပါတယ်။ဒါပေမဲ့အရန်ထူးဆန်းတာတကူကအကိုကဇက်ဖတ်မိရဲ့အချိန်မှာโอเคပါတဲ့ရိုက်မယ်လေးတဲ့ညီမလေးနဲ့လည်းစုံရမယ်လေးဆိုတဲ့အချိန်မှာလေးအထိပောက်တယ်လို့ပဲဟုတ်ဟုတ်လို့လားတကယ်လားချုပ်ပြောနေရလားတကယ်လားဆိုတကယ်တကယ်ဖုံပြောပြီးွားကြီး confirm ဖြစ်သွားပြီဆိုတဲ့အချိန်မှာလုံးဝမယုံအဲ့တော့လည်းအခုကျေးဇူးတင်တယ်ပြီးတော့အကိုအကိုဆိုရင်လည်းအဲ့လိုပဲအကိုရဲ့လောက်ရမဲ့ဟာကြီးကတကားလုံးမှပြောရင်တော့သူအရန်ပင်မမ်းမဲ့ကားမျိုးပေါ့နော်အရန်ပင်မမ်းမဲ့ကားမျိုးဒါပေ ါပေမဲ့ရတယ်ချမယ်ချမယ်ဖြုတ်မယ်ဆိုရအတွက်နှစ်ယောက်စလုံးကတကယ်ကျေးဇူးတင်စရာကောင်းတဲ့သူတွေပါတကယ်လို့ဒီကားလေးထွက်လာတဲ့အချိန်ကျရင်တော့ပြောနေတာထက်စာပေါင်းများစွာကောင်းမှာပါအရန်ပေါ့ အရန်ပေါ့ဘာလို့လဲဆိုတော့လေအဲတချို့အလုပ်တွေကိုမေရုစပြန်လဲမဲ့အချိန်ဆိုရင်ကိုရီးယားဘာလို့ပြောရင်နေမှာတရုတ်ဆောင်နဲ့ဟိုကိုဝါသနာပါတဲ့အလုပ်ကိုဖန်တီးနေတဲ့သူတွေဖြစ်တဲ့အတွက်ပေါ့နော်ဒီဘက်ကအမှုပညာရှင်တွေအကွဲစီနေရာတွေကဟိုကိုကိုတိတယ်လို့ပြောရင်တောင်မှမေရုရဲ့ခံစားရတဲ့ပီတီအာဆိုရင်အော်ကြည်ဘူးလားလားမြင်ဘူးလားလားဆိုရဲခံစားချက်ကဘာနဲ့မှနိုင်ရှင်လို့မရဘူးပေါ့အဲ့ဒါပြင်မှာမှကိုတကယ်သဘောကျတဲ့ idol တွေဖြစ်တဲ့အတွက်ကိုပြောပါရဲ့လို့ ဒီနေ့ကတော့အရင်ပြောနေပါတယ်။အာမေရိုရဲ့အင်္ဂန်ဘတ်ကာကြီးမြင်ဆောင်ကိုရုပ်ရှင်သက်ကားကြီးကိုရုံမြင်တဲ့အချိန်ကြာလို့ရှင်လေမြန်မာတပြည်တော်ကပြည်သက်တွေအကုန်လုံးကလာရောက်ဝေးရပေးဖို့အတွက်အားလုံးရဲ့ကိုယ်စားလှယ်ဖြစ်ပေါ်ပါတယ်။အားလုံးလည်းကျေးဇူးတင်ပါတယ်။